ီ marketing plan တွေကဘယ်လိုမျိုးအဲဘယ်လိုခေါမလဲဘယ်လိုမျိုး contest တွေဘယ်လို campaign တွေထားရညာတွေကျွန်တော်တို့သွားကျင်နေဆိုတဲ့ပုံစံမျိုးကို3 4 6 1 year လောက်ကြီးတချို့တော့နေရာမှာဆိုလို့ရှိရင်ကျွန်တော် strategy တွေရှိရပါတော့အဲ့တော့စရဲစရဲပုံစံမျိုးတွေနဲ့ကျွန်တော်တို့ကြားရပါတယ်အဲ့ဒါအပြင်ကတော့ကျွန်တော်ဆောဆောကပြောသလိုမျိုးပဲ ကိုယ့်ရဲ့ job scope ကဘယ်လိုခြေနေမျိုးရှိလဲဆိုတဲ့အပေါ်မှာအများကြီးမူတည်ရဖြစ်တဲ့အတွက်ကြောင့်ဟို job scope ကိုပဲကျွန်တော်ကတော့အဲ refer ပြန်လုပ်ချင်ပါတယ်ကိုရွှေရောင်ထည့်မိထားတာပါတခုတော့မေးချင်လို့ပါတဲ့ content calendar က account executive တွေဆွဲရတာလား content writer ဆွဲရတာလားပြီးတော့3လစာ4လစာ6လစာ marketing plan တွေကရော account executive ကဆွဲပေးရတာလား digital marketing executive တို့ကဆွဲပေးရတာလားပြဆိုပြီးတော့မေးထားပါတယ်ဆိုတော့အဲဒီမေးခွန်းရဲ့အဖြေကကိုယ့်ရဲ့ job scope အแทမှာပါလားမပါလားဆိုတော့အဲပါဖို့ပဲကျွန်တော်ဟောပြန်ပြီးညွှန်းချင်ပါတယ်ဆိုတော့ကျွန်တော်ကတချို့သော agency တွေမှာကြတော့ digital marketing executive မရှိပါဘူးဥပမာကျွန်တော်ဆိုပါဆိုမရှိဘူး right အဲတချို့သော agency တွေမှာ content writer မရှိဘူးဟို account တမားတွေပဲရှိတယ်ဆိုတော့အဲ့လိုမျိုးအခြေအနေမျိုးတွေမှာ account executive ဖာကြတော့ဆွဲဆုံးသုံးရပါတယ်အဲဆွဲဆုံးလုပ်ရပါတယ်ပေါ့လေဆိုတော့အဲ့လိုမဟုတ်ဘူးအဲတချို့သောနေရာတွေမှာကြတော့ကျွန်တော်တို့ content writer တွေရှိတယ်အဲ digital marketing executive ကျွန်တော်ရင်တော့ revo tech မှာလုပ်တော့ကလည်းအဲ digital marketing executive ဆိုပြီးတော့ကျွန်တော် account နဲ့တိကျကြီးခွဲလိုက်ခွဲပေးထားခဲ့ဘူးတယ်ဆိုတော့ ိုဒါကတော့ဘယ်သူဆွဲရလဲဘယ်ဟာဆွဲရလဲဆိုတာကတော့ကိုယ့်ရဲ့အဲ job scope နဲ့ကိုယ့်ရဲ့အဲဘယ်လိုခေါ်မလဲ company ရဲ့ procedure ကိုပဲကျွန်တော်တို့ပြန်ပြီးညွှန်ချင်ပါတယ်အဲ့တော့အဲ့ဒီချိန်မှာတော့ဟိုကိုယ့်ရဲ့ဒီမှာ head တွေဖြစ်ဖြစ်ကိုယ့်ရဲ့ boss ပဲဖြစ်ဖြစ်ဒါမှမဟုတ်ကို HR ပဲဖြစ်ဖြစ်ပေါ့နော်ဟို job scope ထဲမှာပဲကျွန်တော်တို့သွားပြီးတော့နေမယ်ဆိုလို့ရှင်တော့ပို့ပြီးတော့အစီအပြေနိုင်ပါတယ် that being said uh ဒီဟာကိုဘယ်သူဆွဲတင်လဲโอเคကျွန်တော်တို့ policy ရေမရှိဘူးပါမရှိဘူးကျွန်တော် job scope တွေလည်းမရှိဘူး right အဲ့တော့ဘယ်သူဆွဲတင်လဲလို့မင်းရယ်ဆိုတော့ရှင်ရင်တော့အဲ့ဒီ၃ယောက်ကပေါင်းပြီးဆွဲရပါဆွဲတင်ပါဟုတ်လားတိချက်က account executive တွေအဲကျွန်တော်တို့ client insight ကိုသိရတယ် account executive ကမဟုတ်ပါဘူးဒါ account manager တွေလည်းပြောပြော SAE ရဲ့ပြောပြပါတော့ကျွန်တော် AE AE တိချက်ကြီးကျွန်တော်ပြောတော့မဟုတ်ဘူး အ account တမားတွေက client insight ကိုသိရတယ် client ကဘာလုပ်ချင်တာလဲဘာ promotion လုပ်ဖို့ရှိတာလဲအဘလို့ lander မျိုးသွားချင်တာလဲ right client စီမှာဘယ် product တွေရှိနေသေးရလဲဘယ် SKU တွေရှိနေသေးရလဲစရယ်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  client ရဲ့ insight ကို accounting က client ကဲ့သို့ပြည့်တယ်မှာအဲ့တော့ ဒါကတပတ် content writer ကကြတော့ content ပဲရေးတာမဟုတ်ဘူးသူကအဲတချို့သော agency တွေမှာဥပမာကျွန်တော်တို့ level up မှာဆိုလို့ရှိရင်လည်း content writer က designer ကိုပါ brief ရတယ်သူ content ကိုဘယ်လိုတွေးလိုက်တာအဲ့တော့အဲ့ဒီသူရေးလိုက်တဲ့ content ကိုပုံအနေနဲ့ဘယ်လိုဖန်တီးခြင်းလဲဆိုတဲ့ပုံစံမျိုးကို designer ပါကျွန်တော်တို့ကအဲ့ဒီ connect calendar ဆိုရဲဆိုလို့ရှိရင်ခေါ်တယ် ကျွန်တော်ဘယ်လိုမှတွေးနေရ right အဲ့တော့ content writer ကစာပဲရေးရမဟုတ်ဘဲနဲ့ဒီပုံဆွဲဖို့အတွက်ကိုပါအဲဘယ်လိုမျိုး direction မျိုးနဲ့ကျွန်တော်တို့ပုံဖတ်ချင်တာလဲဆိုတာမျိုးလေးကိုကျွန်တော်တို့တွေးရတဲ့အချိန်မှာအဲသူလည်းပါတယ်ပြီးတော့ဒီ content တွေမှာပဲကျွန်တော်တို့ကလူတွေကိုဘယ်လိုမျိုးဆွဲဆောင်လို့ရနိုင်လဲပြီးတော့ဒီ topic တစ်ခုပေါ့နော် ကျွန်တော်တို့ဘလိုမျိုးပုံစံမျိုးနဲ့ရေးမှာလဲဘာဟုအကြောင်းအရာတည်ပြီးရေးမှာလဲဆိုတာကအဲ content writer ဘက်ကနေပြီးတော့ဘလိုမျိုး content trends ဖြစ်နေပြီလဲဆိုတဲ့ဟာမျိုးကိုကျွန်တော်သိရတယ်ဒါ content writer နောက်ဆုံး digital marketing executive အဲ့တော့ digital marketing တမားကကြတော့ ျွန်တော်တည်တဲ့လောက်ကတော့ agency မှာအများကြီးရှိတယ်မရှိဘူးလို့ကျွန်တော်သိထားတယ်ဒါပေမဲ့မပြောတတ်ဘူးပေါ့နော်ပတ်တော့ agency တခုတော့ဘာလို့မလုပ်ပါအဲ့တော့3လစာ4လစာ6လစာ marketing plan တွေကဟိုပြောရရင်ဘယ်သူဆွဲရလဲဆိုတော့အဲ့ဒီဟာလည်းကျွန်တော်သုံးဖို့ပေါင်းဆွဲတော့ဟိုပြောရရင် digital marketing executive ဆိုရဲ role ကတော့ဆိုးဆိုးကစကားပြန်ကောက်အောင်တော်တော်များများမှာမရှိဘူးပေါ့နော်ဟို မဲ့ again ဆိုးဆိုးသကားလာကျွန်တော်ပြန်ကောက်ချင်ပါတယ်ကျွန်တော်လည်းမသိဘူးအဲ့တော့အဲ digital marketing executive ဆိုတဲ့ဟာကျတော့သူက marketing ကိုအာပို့ပြီးတော့တာဝန်ယူရတဲ့ပုံစံမျိုးပေါ့လေအဲ့တော့ marketing ဆိုတာ it's not just ဟိုကျွန်တော်တို့နားလည်ထားတဲ့ marketing ဆိုတာက advertising တစ်ခုလည်းမဟုတ်ဘူးတောညာတစ်ခုလည်းမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီ marketing plan တွေကဘယ်လိုမျိုးအာဘယ်လိုခေါမလဲဘယ်လိုမျိုး contest တွေဘလို့ campaign တွေဘာညာတွေကျွန်တော်သွားခြင်းနဲ့ဆိုတဲ့ပုံစံမျိုးကို pre 4 6 1 year လောက်ကြီးတချို့တော့နေရာမှာဆိုလို့ရှိရင်ကျွန်တော် strategy တွေရှိရပါတော့အဲ့တော့စရဲစရဲပုံစံမျိုးတွေနဲ့ကျွန်တော်သွားကြားရပါတယ်အဲ့ဒါအပြင်ကတော့ကျွန်တော်ဆောဆောကပြောသလိုမျိုးပဲကိုယ့်ရဲ့ job scope ကဘလို့ခြင်းတွေမျိုးရှိလဲဆိုတဲ့ဟာပေါ်မှာအများကြီးမူတည်တာဖြစ်တဲ့အတွက်ကြောင့်ဟို job scope ကိုပဲကျွန်တော်ကတော့အဲ refer ပြန်လုပ်ချင်ပါတယ်အဲ့တော့ကိုယ့်ရဲ့ job scope ကိုတော့ကိုယ်သိဖို့လိုတာပေါ့နော်